ဒါလေးအမြန်လာမှာပေါ့တက်ပြီးတော့လက်ထိုးကြီးကျွန်တော်တို့ PDF တွေပွဲကသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရဲခွင်းငါးအောင်တိတ်သွားပါလေဆိုပြီးတော့မျက်မြင်ပြည်သူတွေကပြောကြားချက်ကိုနောက်မှာဘုံမအောက်တန်းသားတွေမနေညပဲကျွန်တော်ပြောလို့မှမဆုံးသေးဘူးဒီကောင်လေးလိုင်းပေါ်တက်ပြီးတော့ဖိန်ကုန်းပြီးတော့អော်ရှာတော့မယ်အဘာလို့ဘာလို့မှလည်းဘာညာဆိုပြီးတော့ကြုံမျိုးမင်းနဲ့ဇော်ဘွေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့တွေပေါက်ကွဲပြီးတော့ဖော်ကောင်တွေလှုပ်လှိုက်ဆိုတာဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ဗျာဟောဘာဖြစ်လို့နှထိုးကြီး PDF ကအဲ့ဒီအမြန်လမ်းပေါ်တက်တက်လာပြီးတော့ ဒီလိုမျိုးဒီရှောင်းတခင်ဝင်ပြီးပြစ်ထားမှုတွေလုံနိုင်နေသလဲဆိုတဲ့မိကောအဲ့မိကောပြောတာရှိတာလူမျိုးတစ်ဖက်အနေကနေရာစုံမှာတော့အမြန်နဲ့တစ်ချောင်းလုံးမှာတမိုင်တစ်ဖက်တော့ထားဖို့တော့မဖြစ်နိုင်ဘူးသို့တော့ခုနဘလောက်ထိမြင်မြန်ဆန်ဆန်နဲ့ဒီဟိုအကောင့်ထဲပေါ်ပြီးတော့ဒီချေမုန်းကြီးလုံနိုင်မလဲဆိုတာကိုပြင်ဆင်ထားဖို့တော့လိုတယ်အမြန်လမ်းကိုတာဝန်ယူကြိုက်တွဲတတ်မှုတွေနေနဲ့နည်းနည်းလေး master plan စဉ်းစားဖို့တော့လိုပြီးလို့ကျွန်တော်မြင်တယ် security plan ကိုကောင်းကောင်းဆွဲဖို့လိုပြီးထင်တာပဲဆိုတော့အဲ့လိုဖြစ်သွားတဲ့ဖြစ်စဉ်တွေကခဏခဏဖြစ်နေတာကလမ်းဟောင်းမှာလည်း PDF တက်စစ်တယ်လမ်းမှာအမြန်လမ်းပေါ်လည်း PDF တွေက တစ်ခါတစ်ခါရှောင်းတခင်တက်လာပြီးတော့တို့ကဒီနာမည်ယူတာပေါ့ဗျာတို့အနေနဲ့အမြန်လမ်းပေါ်တက်လာခဲ့ပြီဆိုတဲ့ပုံစံမျိုးအထိတော့ဝါရဖြန့်တာဒါဝါရဖြန့်ချင်ရန်တရားကိုဟိုတို့ကောင်းကောင်းနားလဲဆိုတာနဲ့လူတွေကြားထဲကိုဖြန့်လိုက်တဲ့သဘောပဲဆိုတော့ PDF အမြန်လမ်းပေါ်တက်နေပြီလားဆိုတဲ့သတင်းကလူတွေကြားထဲမှာပြန့်နေတယ်ပြန့်တော့လူတွေကအမြန်လမ်းကိုသုံးပြီးသွားဖို့မှာစိုးရိမ်လာမင်းစိုးရိမ်ကြမှာပါပဲတူတူကူကူစိုးရိမ်ကြမှာအဲ့ဒါကြောင့်မလို့အစိုးရအနေနဲ့ကလူတို့ရဲ့စိုးရိမ်မှုတွေကို short ချပေးနိုင်ဖို့လိုအပ်တယ်မဟုတ်ရင်လူတို့ကပြောလိမ့်မယ်စကားတခုံပြောလိမ့်မယ်ကျွန်တော်ပြောတာမဟုတ်ဘူးလူတို့ကပြောလာမှာတချင်းကြိုင်တချင်းကြိုင်လူတို့ပြောလာလိမ့်မယ် ဒီမင်းလက်ထက်မှာကွာငါတို့အိတ်ကောင်းချင်းမအေးစားကောင်းချင်းမစားခီးလည်းကောင်းမှာတော့ဒီမင်းလက်ထက်မှာဖြစ်တယ်ကွာဆိုတာရင်တော့ဒီမင်းကဒီမင်းကနော်အဲ့ဒါမင်းထိုင်နေဒီဖြိုးနဲ့မတူတဲ့ဒီမင်းဖြစ်သွားမှာဒီဖြိုးဆိုတော့ဒီဖြိုးပေါ်တာဒီမင်းဆိုတာဒီမင်းပေါ့ဗျာနော်ဆိုတော့ဒီမင်းလက်ထက်မှာကွာဆိုတော့အဲ့ဒါတက်တမဲ့ဒီမင်းကတက်တမဲ့ဟိုလူတွေကြားထဲမှာဝေဖန်ခံစရာတွေပိုကြီးကြီးမှဖြစ်လာမယ်ဒီမင်းအပေါ်မှာဒီလူကြီးမှုစဆင်းမှုပိုမြင့်မားသွားတတ်တယ်ဒါကြောင့်ဒီမင်းက ဒီမင်းอ่ะဟိုမင်းမဖြစ်ဘူးပြောတယ်အဲ့တော့အမြန်လမ်းဒီနေ့ကကျွန်တော်အမြန်လမ်းရေမင်းရဲ့ကားကိုပြစ်တာဗျရေမင်းရဲ့ကားကိုပြစ်တာရေမင်းကြီးကလေးလက်မလောက်ပဲလွဲသွားတာကံကောင်းတယ်ကြီးရတော့ကားမှာ၅ချက်၆ချက်တည်းထိတယ်ပြီးရင်အဲရေတက်ဖွဲ့ဝင်တွေကအပြန်လန်ပြန်ပြီးတော့မှလင်းလင်းမြန်မြန်နဲ့ပြန်လဲပြစ်ခတ်လာတော့သူတို့ကတနေရာကို3183193211ပေါ့နော်တနေရာ20စီလောက်ပေါ့အင်အားတော့80လောက်ပါတယ်လို့ပြောတယ်အဲ့ဒါပြစ်တာ ်အမြန်လဲရေမင်းရတော့နောက်ကလှိုင်းတာထည့်လိုက်အဲအတုနံပဲပဲအမြန်လဲရေမင်းရဲ့နံပဲပေါ့နော်ရေမင်းကဒီလိုပဲပေါ့နိုင်ငံရေးအမျက်ထုတ်တာပေါ့ဗျာအမြန်လဲမှာတက်လာတယ်လို့ဘာလို့ကိုဘက်ကကျွန်တော်ဆွမ်းနာပြောတယ်လာဘက်ကတိုင်ဘူးလို့ဘာလို့ကပေါ့ရော့တာပေါ့လာဘက်ကတိုင်ပေါ့ရော့တယ်ဆိုတာကသူ့အောက်မှာဖြစ်တာလေဒီအမြန်လဲကသူတိုင်ဘူးဖြစ်တဲ့အချိန်မှာဘယ်နှကြိမ်ရှိနေပြီလဲဖြစ်နေတာ၃ကြိမ်ရှိပြီဒါတော့တည့်ပြောပါလေဘုရုပ်ကျော်ကိုတိုင်သူတိုင်ဘူးဖြစ်တဲ့အချိန်မှာအမြန်လဲဖြစ်နေတာဟမ်ဒီနှထိုးကြီးပြင်စီ तू မသိဘူးလားသူတိုင်းမဟုတ်ဘူးလားစင်နီးပြူက तू မသိဘူးလား သူလာ ਉਹ လာဖိလပိုင်လာအဲ့မှာတော့သူစစ်စစ်တမ်းမှုသွားလုပ်သေးတာပဲစစ်တမ်းမှုလုပ်ပြီးတော့ပြန်လာတဲ့လူပြာဟုတ်လားအမြန်လမ်းကို3တိ8ဒီတစ်ချိန်နဲ့ချင်းချောင်းခံရတယ်အခုတစ်ချိန်နဲ့အမြန်လမ်းရေမင်းကောင်းကိုအပြစ်ခံရတယ်လေဒါ ਉਹ အပြစ်မပြောလို့ကျွန်တော်တို့ကဘာပြောရမှာလဲဟုတ်လားဒီတော့အမြန်လမ်းပေါ်မှာဒီလိုဖြစ်လို့ဦးဟိုနှစ်ချောင်းနှစ်မှာတော့လေဟိုမှာကိုကျော်စိုးဦးတော်မှနော်ဟိုကမိတက်ရာရှိဘူပါသွားလို့ဆွဲဟိုကကိုကျော်စိုးဦးတော်ခေါ်ယူစစ်ဆေးခြင်းခံရသေးတယ်ဟမ် ါကတော့ပွင့်နေတော့ညံ့လို့ပေါ့ဗျာတိုင်းမှုညံ့လို့ပေါ့ဒါအချင်းချင်းပဲပြောတာပါအဲရိုးရှင်းရှင်းပြောတာပါဖြစ်သွားပြန်ပြီလေအခုဖြစ်တော့ဗာဖြစ်လေစောက်ချက်တွေ꿰ရလေစောက်ချက်꿰ရဒါအရှိတရားလေအေးစောက်ချက်꿰ရသူတို့ကတော့စောက်ချက်မ꿰ဘူးသူတို့ကစောက်ရက်တော့မပြတ်ဘူးလေကြားတယ်เนาะအေးဟုတ်တယ်မလားอืมရက်တော့မပြတ်ဘူးอืมမလို့ချင်ထွက်ခိုင်းလာအဲ့ဒါအာယုံနောက်လေဟာမလို့ချင်တဲ့လူတွေတက်မတော်တဲ့မှာလုံနေရင်မလို့ချင်တဲ့လူတွေဝန်ထမ်းတဲ့မှာလုံနေရင်အဲ့ဒါတိုင်းပြည်ပြတ်ဖို့တိုင်းပြည်ပြတ်ဖို့ပဲရှိတယ် ဒီအမြန်တမ်းဖြစ်စဉ်ကတော့ဟိုတကယ်တမ်းကြားလို့ရှိရင်အရင်ရှက်ဖို့ကောင်းတယ်နော်အမြန်တမ်းရေးမင်းရဲ့ကောင်ကိုပြစ်ခံရတာอืมနော်မယုံရင်သွားမေးကြည့်မဟုတ်ဘူးဆိုလာဖမ်းอืมရေးမင်းရဲ့ကမဟုတ်ဘူးဆိုလာဖမ်းလာอืมကျင်းသေးတယ်အဇော်ဘုန်းကြီးကအခုကြော်စိုးလို့ပါတော့လဲပြောကြတာပဲอืมအဇော်ဘုန်းကြီးပြောတာဒီကောင်သတင်းနေမှာပြီးရှောက်ပြောနေဆိုလာဖမ်းလိုက်อืมနော်ဟုတ်လားမဟုတ်လားလာဖမ်းလိုက်မှမေးတော့တေချာမေးလေး လက်မလေးလက်မလောက်ပဲလိုတယ်ကံကောင်းလို့ကံတီလို့เนาะကံတီလို့မသိတာเนาะအဲ့တော့အမြန်တမ်းဖြစ်စဉ်ကမှန်ပါတယ်